အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူရဖြစ်မြဝေဆွေးနွေးပေးနေတာကတော့ကားဘက်ထရီ ထောက်နှိုးတဲ့အခါမှာသတိထားသင့်တဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရဖြစ်မြဝေဆွေးနွေးပေးခြင်းပါတယ်ကျွန်တော်တို့ကားဘက်ထရီထောက်နှိုးတယ်ဆိုတာကတစ်ခါလီမှာဆိုလို့ရှိရင်မဖြစ်မနေလုပ်ရတဲ့အချက်တွေထဲမှာပါဝင်နေပေါ့ဗျာဥပမာအနေနဲ့ manual ကားတွေဆိုရင်တော့တွန်းနှိုးလို့ရပြီမဲ့ auto gear ကားတွေဆိုရင်တော့လုံးဝတွန်းနှိုးလို့မရဘူးအဲ့ဒီအတွက် ဘလို့ပဲဖြစ်ဖြစ်ဘက်ထရီထောက်မှပဲရမယ်။ဒါ့အပြင်အခုနောက်ပိုင်းဆိုလို့ရှိရင်ကားမှာက control unit တွေများစွာအသုံးပြုထားတာဖြစ်တဲ့အတွက်တွဲဖို့ဘက်ထရီအားကုန်တဲ့အခါမှာလုံးဝနှိုးလို့မရဘူး။ဥမာပြဘက်ထရီကျွန်တော်တို့ထောက်ပြီးတော့နှိုးမှရမယ့်အနေအထားမျိုးမှာတွန်းနှိုးမယ်ပေါ့။ဒါပေမဲ့ဒီအခန်းအိုးမကူကဘူအားကလုံးဝအားနည်းနေတယ်။ MPR တော်တော်လေးကိုနည်းနေတယ်ဆိုတဲ့အနေအထားမှာ control unit တွေအတွက်လုံးဝအလုံးမလုပ်ဘူး။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတွန်းနှိုးဖို့အတွက်လည်းခက်ခဲသွားတယ်ပေါ့နော်။အဲ့တော့ မန်နျူရယ်ဂီယာကားမှာတွန်းထိုးလို့မရတာကဘာကြောင့်လဲဆိုတော့ကွန်ထိုးစနစ်တွေကြောင့်ဖြစ်တယ်။အဲ့တော့ကွန်ထိုးစနစ်များစွာနဲ့ထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ဘက်ထရီထောက်တယ်ဆိုတဲ့လုပ်ငန်းကကျွန်တော်ပုံမှန်လုပ်ရတဲ့လုပ်ငန်းစဉ်ထဲမှာပါဝင်နေ။အဲ့တော့ဘက်ထရီထောက်တဲ့အခါမှာကျွန်တော်အနေနဲ့ဒီဂယုဆိုင်ရမယ့်အချက်တွေအများကြီးပဲရှိတယ်။ခါကြလို့ရှိရင်တော့ပုံမှန်အတိုင်းလေးပေါ့ဗျာဘက်ထရီကိုဒီတိုင်းလေးပဲထောက်ကြတယ်။ဒါပေမဲ့ အဲတချို့ဆိုရင် any အရင်များတဲ့အလုပ်ကိုလုပ်ကြတယ်ဥမာပြောမယ်ဆိုရင်ဗျာဘက်ထရီလဲတာပေါ့နော်ဘက်ထရီထောက်တာမဟုတ်ဘဲနဲ့ဘက်ထရီလဲတာကိုကားနှိုးပြီးတော့လဲတဲ့လူတွေရှိကြတယ်ကားအင်ဂျင်ကိုနှိုးလိုက်တယ်နှိုးပြီးသွားတော့အဲဘက်ထရီအိုးအဟောင်းကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးသွားလို့ရှိရင်အဲ့ဒီဘက်ထရီအိုးအသစ်ကိုထည့်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော်တော် any များတယ်ဟိုးရင်တော့ကကားအဟောင်းနေမှာကတော့ပြဿနာသိမ့်မရှိဘူးလို့တော့ယူဆလို့ရတယ်ပေါ့ဗျာဒါပေမဲ့ဒီဘက်ခေတ်ကားတွေမှာတော့အဲ့လိုမျိုးလောက်တာကအရင်ကို any များပါတယ်ဘာကြောင့်လဲဆိုတော့ ဘက်ထရီအိုးကိုဖြုတ်လိုက်ပြီဆိုရင်အဲ့ဒီမှာဒီအော်တာနေတာကနေပြီးတော့ပုံမှန်ဆိုလို့ရှိရင်ဗျာဒီဘက်ထရီအိုးပေါ်မှာမူတည်ပြီးတော့ဘက်ထရီအိုးရဲ့ ဒီလက်ရှိရှိနေတဲ့ဘူအားပေါ်မူတည်ပြီးတော့အဲအော်တာနေတာကအာသွင်းပြတာဖြစ်တယ်ဘက်ထရီအိုးရဲ့အခန်းသူ့ရဲ့ဘူအားကနည်းနေပြီဆိုလို့ရှိရင်ဥမာ14ဘူ14.5ဘူအဲ့လောက်ထိသူအာသွင်းပြတယ်တကယ်လို့ဘက်ထရီအိုးကအားပြည့်နေတယ်ဆိုလို့ရှိရင်ဥမာဒီနဲ့73.1 73.2ဘူလောက်ပဲသူကအာသွင်းပြတယ်အဲ့တော့ကျွန်တော်တို့ကဘက်ထရီအိုးကိုဖြုတ်လိုက်ပြီဆိုရင်ဖြုတ်ပြီးတော့မှနောက်အိုးတိကိုလဲတဲ့အခါမှာနောက်ဆက်တွဲဘာဖြစ်လာလဲဆိုတော့ အော်ဒါနီတာကဘက်ထရီအိုးမရှိတော့ဘူးဆိုတာသူကဘက်ထရီအားလုံးဝမရှိတော့လို့ပဲသိမှာအဲ့တော့အားကိုစောက်ပြီးတော့ထွက်တဲ့အခါမှာမနူလာအဖန်နဲ့ကိုဒိုးစနစ်တွေပျက်စီးတတ်တဲ့ပြဿနာမျိုးကိုကြုံတွေ့နေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘက်ထရီအိုးတွေကိုလဲတဲ့အခါမှာလုံးဝဖြုတ်ပြီးတော့ လဲတာမျိုးမလုပ်စေချင်ဘူးအဲ့တော့ဒီ back end မှာပျောက်မှာတို့တခြားဘိုင်းကြီးပေါ့ဗျာအဲ့လိုမျိုး setting တွေလွဲမှာတို့ကြောက်မယ်ဆိုလို့ကြောက်တယ်ဆိုလို့ရှင်တော့မလုပ်မလဲကျွန်တော်တို့က16ပင်ကောင်းမှာအဲဒီ packet ကြွေးကြွေးပြီးတော့မှ battery ကိုလဲစေချင်ပါတယ်เนาะအဲ့တော့ battery ကလည်း MBR2 တဲ့အဲ battery တွေကိုဒါလဲစေချင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ battery ထောက်တဲ့အခါမှာသတိထားတဲ့အချက်တွေကိုဆွေးနွေးကြည့်ကြရအောင် နံပါတ်1အနေနဲ့ကတော့ဘယ်လိုပဲဖြစ်ပေါ့ဗျာဘက်ထရီထောက်တဲ့အခါမှာအပေါင်းနှုတ်ကတော့မှန်မှရမယ်အပေါင်းနှုတ်မှားပြီဆိုရင်ဘာဖြစ်မလဲတေးကြတဲ့အပေါင်းနှုတ်မှားရင်ဖြူတွေပြက်မယ်အခက်မသိရင် control စနစ်တွေပါပြက်နိုင်တယ် control စနစ်တွေနောက် alternator ထဲမှာရှိတဲ့ ICD လောင်သွားတဲ့ပြဿနာတွေနောက် ECU တွေပေါ့ engine control unit တွေပဲဖြစ်ဖြစ်ရောက် gearbox control unit တွေပဲဖြစ်ဖြစ်ဒါတွေကပျက်စီးနေနိုင်တယ်ဖြူပြက်သွားတာက ပြဿနာမရှိပေမဲ့ဖြူပြက်တာတော့ကျွန်တော်ပြန်ပြီးတော့ထည့်လို့ရတယ်ဗျာဒါပေမဲ့ ECU တွေပြတ်တာ alternator ထဲမှာရှိတဲ့ IC တွေလောင်သွားတာဆိုလို့ရှိရင်ကုန်ကြမ်းဈေးတွေကများစွာကုန်ကြမ်းဈေးနိုင်တယ်။ဒါ့အပြင်ကားမှတုံးထားတဲ့အဲဒီအနှုတ်က body ground ဖြစ်တဲ့ body ground ဖြစ်တဲ့အတွက် body ground နဲ့အပေါင်းနဲ့မထိအောင်တော့တိကျကယူဆိုက်ရမယ်။အပောင်းနှုတ်လည်းမှန်ရမယ် body ground ကိုလည်းအပောင်းသွားပြီးတော့ထိလို့မရဘူးပေါ့နော်ဒါကတော့နံပါတ်1အချက်ပါနော်ဒါကတော့အရင်ရေးကြည့်ပါလေနောက်နံပါတ်2နံပါတ်2အချက်ကကြတော့ဘာကိုယူဆရမလဲဆိုတော့ ကားမှာရှိနေတဲ့အားနည်းနေတဲ့ဘက်ထရီပေါ့ဗျာအဲ့ဒီဘက်ထရီမှာ ရှိနေတဲ့ကျွန်တော်တို့ကသူ့ရဲ့ ground ကျိုးရှိမယ်အပောင်းတော့ဗျာဓာတ်ရိုက်ချက်လို့ရတယ်အပောင်းတော့အဲ့ဒီဘက်ထရီရဲ့အပောင်းဓာတ်ရိုက်ချိန်လို့ရတယ်ဒါပေမဲ့ ground ကိုတော့ဘက်ထရီရဲ့အဲကျွန်တော်တို့ဒီကားမှာအားနည်းနေတဲ့ဘက်ထရီပေါ့ဗျာအဲ့ဒီဘက်ထရီရဲ့ ground ကိုသွားပြီးတော့ချိန်လို့မရအောင်အနှုတ်ကိုသွားချိန်လို့မရအောင်ကားဘော်ဒီကိုချိန်လို့ရတယ်ကားဘော်ဒီကို ကျွန်တော်က ground jewel ပေးလို့ရပါတယ်เนาะအဲ့လိုမျိုးမပေးဘူးဆိုရင်ဒါကနောက်ဆက်တွဲပြဿနာတွေအများကြီးရှိပါတယ်အဲ့တော့ battery မီးခတ်တဲ့ပြဿနာတွေနောက်တစ်ချက်ကတခြားသောမလိုလားအပ်တဲ့ wire short တွေအများကြီးပဲဖြစ်နိုင်ပါတယ်ဒါကြောင့်ပေါ့เนาะကျွန်တော်အနေနဲ့ကအပေါင်းကိုတော့ ဘက်ထရီအပေါင်းကိုတိုင်ရိုက်ချိတ်အနှုတ်ကိုဆိုလို့ရှိရင်တော့အဲကျွန်တော် body ground ကိုသာချိတ်ချခြင်းနဲ့အဲကျွန်တော်တို့ဒီ hybrid car တွေ hybrid car တွေဆိုလို့ရှိရင်အများသောအားဖြင့် Toyota hybrid တွေကအဲ့ဒီတွဲဖို့ဘက်ထရီလေးကဘယ်အတွက်သုံးလဲဆိုတော့ control စနစ်အတွက်သုံးတယ်အဲဒီသူ့ရဲ့ ECU control လောက်တာတွေနောက်တစ်ချက်ကမီးကြီးတွေအဲနောက်ဟွန်းနေအစားကြီးတွေဖြင့် aircon ရဲ့ blower fan တွေပေါ့ဗျာအဲ့တို့ကိုသူကသုံးတယ်သုံးတဲ့အခါမှာအဲ့ဒီတွဲဖို့ဘက်ထရီလေးကိုများသောအားဖြင့်ကားရဲ့ ဘယ်ဘက်နောက်ပေါ့နော်နောက်ဖုံးထဲမှာရှိတဲ့ဘယ်ဘက်ခြမ်းသုံးဖုံးညာဘက်ခြမ်းမှာထားကြတယ်အဲ့လိုမျိုးထားတဲ့အတွက်ရောဘက်ထရီအားနည်းသွားပြီဘက်ထရီထောက်ဖို့အတွက်ဆိုရင်နောက်ဖုံးဖွင့်ရမယ်ဖွင့်ပြီးတော့မှဘက်ထရီထောက်ကြတယ်အဲ့လိုမျိုးလုံးစရာမလိုအောင်ကားရဲ့ဘောနက်ကိုလှက်လိုက်ပြီဆိုလို့ရှိရင်အပေါင်းအတွက်ဆိုပြီးတော့အနီအုပ်လေးနဲ့ပါတယ် ground ကကြတော့ engine ground engine ground မှာနတ်တိုင်ကျွန်တော်အရှိတလောက်လောက်ရှိတဲ့တိုင်ရှိတယ်ဗောနော်အဲ့ဒီအရှိလေးနဲ့ထားပြီးထားတယ်အဲ့တော့အဲ့ဒါက body ground အနေနဲ့ထားတယ်အဲ့တော့ကျွန်တော်တို့ကအနှုတ်ကိုညှက်လိုက်မယ်အပောင်းဝင်ကြတော့ဖြုတ်ကုန်သားမှာဆိုလို့ရှိရင် a plate လို့လည်းရေးထားတယ်အနီနဲ့လည်းအုပ်ထားတယ်အဲ့မှာထောက်လို့ရတယ်အဲ့တော့ battery ကိုတိုက်ရိုက်ပြီးမထောက်ဘူးဗောနော်ဒီလိုပုံစံမျိုးပါတော်တော်များများကားတွေလည်း ဘက်ထရီကိုဒယ်ဒီတိုက်ရိုက်ပြီးမထောက်ဘူးအပောင်းကအနှုတ်ကနှစ်ခုလုံးကိုဘက်ထရီကိုတိုက်ရိုက်ပြီးမထောက်ဘူးအနှုတ်ကိုကြတော့ body ground ကိုထောက်တယ်အပောင်းကိုကြတော့အဲကျွန်တော်သူ့ရဲ့ဖြူကုန်ထဲမှာအပောင်းအတွက်ထောက်လို့ရတဲ့ဟာတွေရှိပါတယ်เนาะဒီလိုပုံစံမျိုးတွေပါဒါက hybrid ကားတွေမှာလည်းအဲ့လိုပုံစံမျိုးထောက်ပြီးရသလိုတခြားကားတွေမှာဆိုရင်လည်းအဲ့လိုထောက်ပြီးရတဲ့အနေအထားမျိုးတွေရှိပါတယ်เนาะနောက်နံပါတ်3ချက်ကကြတော့ jumper wire jumper wire ဆိုတာကကျွန်တော်အနေနဲ့ဘက်ထရီထောက်ပြီးပေါ့ဥမာဘက်ထရီ O နှလုံးကြီးတယ်ပေါ့ဗျာဒီ အာနေနေတဲ့ကားမှာတစ်လုံးရှိမယ်။နောက်ကိုကဘက်ထရီတစ်လုံးနဲ့လာထောက်မယ်။အဲ့တော့ဂျားမှာဝါယာဂျိုးကြီးသုံးမယ်။အဲ့ဒီဝါယာဂျိုးကကောင်းဖို့လိုအပ်ပါတယ်။အဲ့တော့အဲ့ဒီဝါယာဂျိုးကအမြင်မြင်နေဖြစ်နေမယ်။အဲ့ဒီဝါယာဂျိုးကအာနေနေမယ်ဆိုရင်အခက်မသိရင်မီးပွင့်ပြီးတော့ မိတောင်နိုင်တဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်။ short တွေဖြစ်တတ်တယ်။အပူတက်ပြီးတော့မှအဲကျွန်တော်တို့ alternator ပြတ်တဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်။တအားကြီးပူလာပြီးတော့ဗောနော alternator dynamo တွေပြတ်တဲ့ပြဿနာမျိုးတွေဖြစ်တတ်ပါတယ်။เนาะဒါကြောင့်နံပါတ်3အနေနဲ့ jumper wire ကိုလည်း quality ကောင်းတာလေးကိုသုံးစီခြင်းနဲ့နောက်တစ်ချက်နံပါတ်4နံပါတ်4ကကြတော့ကျွန်တော်တို့ gen star လုပ်နေတဲ့အချိန် gen star ဆိုတာ battery ထောက်နှိုးနေတဲ့အချိန်မှာဆိုရင် လျှက်စစ်နဲ့ပတ်သက်တဲ့အပိုင်းအားလုံးပိတ်ထားပေးရမယ်။လျှက်စစ်နဲ့ပတ်သက်တဲ့အပိုင်းဆိုတာအဲကောမဖွင့်ရဘူး၊ဘလူးဘာဖန်လည်နေလို့မရဘူး၊မီဂျီတွေဖွင့်လာလို့မရဘူး။ဒါဟွန်းတွေမတီးရဘူးပေါ့ဗျာ။အစားရှိသည့်ပြင်အော်ဒီယိုဘိုင်းတွေမဖွင့်ရဘူး၊ TV တွေမဖွင့်ရဘူးပေါ့။ဘာကြောင့်လဲဆိုတော့မလူလားအပ်တဲ့လုပ်တွေကိုအကုန်ပိတ်ထားလို့ရှိရင်ဘက်ထရီထောက်ပြီးတော့ကားအင်ဂျင်နှိုးတဲ့အခါမှာ AMPR တောင်းတောင်းနဲ့နှိုးလို့ရအောင်ပေါ့နော်။ဒါကြောင့်မယ်ကျွန်တော်အနေနဲ့မပါလို့ရမလဲဆိုတော့ဘက်ထရီထောက်တဲ့အချိန်မှာမလူလားအပ်တဲ့ လျှက်စစ်ပိုင်းဟာဒီအကုန်လုံးကိုပိတ်ထားပြီးဖို့လိုအပ်ပါတယ်เนาะဒါတော့နံပါတ်၄ချက်ပါနံပါတ်၅နံပါတ်၅ကကျတော့မလုပ်ပြရမလဲဆိုတော့ကျွန်တော်တို့တကယ်လို့ပေါ့ဗျာဘက်ထရီအိုးနဲ့ထောက်တာမဟုတ်ဘဲနဲ့ကားတစ်စီးနဲ့လာပြီးတော့အဲဒီဘက်ထရီထောက်ပြီးတယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်တစ်ဖက်ကကားကနှိုးထားပြီးဖို့လိုအပ်ပါတယ်တစ်ဖက်ကကားနှိုးထားပြီးတော့မှအဲဒီဒီပေါ့နော်ကျွန်တော်တို့အားနေနေတဲ့ဘက်ထရီအိုးမှာလာပြီးတော့ထောက်တာပို့ပြီးတော့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီတိုင်းပဲအင်ဂျင် ကားရက်ပြီးတော့မှဒီဘက်ထရီထောက်တယ်ဆိုရင်နောက်ဆက်တွဲပါဖြစ်လာမယ်ဆိုတော့အဲ့ဒီဘက်ထရီထောက်ပြီးတဲ့ကားပါဘက်ထရီဝက်သွားလို့ရှိရင်နှစ်စီးလုံးနှိုးမရတဲ့အဆင့်ကြီးဖြစ်နိုင်ပါတယ်เนาะအဲ့တော့ MBR လဲပို့တောင်းအောင်မလုပ်ပြရမလဲဆိုတော့တစ်ဖက်ကလာထောက်ပြီးတဲ့ကားကလည်း engine နှိုးထားပေးရမယ်နှိုးထားပြီးပြီးတော့ဘက်ထရီထောက်ပေးရမယ်ဒါကနံပါတ်5အချက်ပါနံပါတ်6နံပါတ်6ကကြတော့မလုပ်ပြရမလဲဆိုတော့ ျွန်တော်တို့ကေဘယ်ဂျိုးတွေပေါ့ဗျာဒီဘက်ထရီထောက်လို့ရှင်ဂျန်စတာလုတ်ပြီးသွားရင်ဂျိုးတွေကိုပြန်ဖြုတ်တဲ့အခါမှာအနှုတ်ကနေပြီးတော့စပြီးတော့ဖြုတ်ပြရမယ်တက်လို့ရှင်လည်းနောက်ဆုံးမှတက်ပြရမယ်ပေါ့နော်အဲ့တော့ပြန်ဖြုတ်တဲ့အခါမှာလည်းနှုတ်ကိုရင်ဖြုတ်ဖြုတ်ပြီးတော့မှတခြားဟာတွေဖြုတ်ပေါ့ဒါဆိုရင် wire shot မဖြစ်တော့ဂျန်စတာ wire shot တွေမဖြစ်တော့ပေါ့ဗျာနော်ဒါတော့နံပါတ်6ချက်ပါနံပါတ်9နံပါတ်9ကကြတော့ဒါကအရင်ရေးကြည့်တဲ့အချက်ဖြစ်တယ် ကျွန်တော်တို့အနေနဲ့ဘက်ထရီရဲ့အာသူ့ရဲ့ပေါ့နော်ဒီဘက်ထရီအိုးမှာလာပြီးတော့ချိန်တဲ့အခါမှာဒါနံပါတ်၁ချက်မှလည်းပါပြီးသားဖြစ်တယ်။အပောင်းနဲ့အနှုတ်ကိုတေချာကယူဆိုင်ဖို့လိုအပ်တယ်။ဘက်ထရီအိုးမှာအပောင်းရဲ့အနှုတ်ရဲ့ကသူ့ရဲ့တာမန်ရဲ့ site ကလည်းမတူဘူးလုံးဘက်တွေမတူပါအောင်နော်အဲ့ဒါကိုကျွန်တော်တေချာကြည့်ဖို့လိုအပ်တယ်။တေချာစနစ်တကျနဲ့တေချာစစ်ဆေးဖို့လိုအပ်တယ်။တခါကြလို့ရှိရင်ဗျာအဘယ်ဟာအပောင်းလဲဘယ်ဟာအနှုတ်လဲနည်းနည်းလေးရောင်းဝါးဝါးဖြစ်နေတတ်တယ်။အဲ့တော့ကျွန်တော်တို့ကအပောင်းနှုတ်ကိုလုံးဝမှားယွင်းလို့မရအောင်တေချာပြန်ပြီးတော့စစ်ဆေးဖို့ လိုအပ်တယ်တပည့်ချက်အနေနဲ့ပေါ့ဗျာကိုကတော့ချိန်မယ်ဒါအပေါင်းဒါအနှုတ်ပေါ့အဲ့လိုချိန်မယ်ဆိုလို့ရှိရင်တေချာဘယ်ဟာကအပေါင်းလဲဘယ်ဟာအနှုတ်လဲတေချာလေးစစ်စစ်ပြီးတော့မှချိန်စီခြင်းနဲ့ဒါကနံပါတ်ခွန်ချက်ပါနံပါတ်၈နံပါတ်၈ကြာကြာကြာတော့ကျွန်တော်တို့ဘာကိုအဲလုပ်ရမလဲဆိုတော့ Jester လုတ်ပြီးသွားတဲ့အခါမှာကားကတော့노သွားပြီပေါ့ဗျာဒါကဒီဘက်ထရီထောက်ပြီးသွားပြီကားကတော့노သွားပြီဒါဆိုရင်ဘာကြောင့်ဖြစ်တာလဲဘက်ထရီမကောင်းတာလားဒါမှမဟုတ်ရင် အဲသူ့ရဲ့အော်တာနီတာကအားပုံမှန်မဝင်တာလားပေါ့အင်ဂျင်နှိုးထားတဲ့အချိန်မှာအော်တာနီတာရဲ့အားအဝင်ကိုကျွန်တော်စစ်ဖို့လိုအပ်တယ်အကြမ်းကြီးကတော့ဗျာ73ကျော်မှာပေါ့နော်73.5ကနေ74.5ကြားတော့သူရှိမှာပဲအဲ့တော့73.5တချို့ကားတွေကတော့73.5တော့မရှိဘူးပေါ့ဗျာချို့ကားတွေကတော့72ကျော်73ပဝင်ချင်းရှိတာမျိုးတော့ရှိတယ်ဒါပေမဲ့ဘက်ထရီဂျန်စတာလုတ်တယ်ဆိုတဲ့အနေအထားမျိုးဆိုတော့ဘက်ထရီအားက နည်းနေလို့ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ battery O ရဲ့ဒီအားအဝင်က alternator ရဲ့အားထွက်လာပြီးတော့ battery O ရဲ့အားအဝင်က73.5ကတော့ဘယ်လိုပဲဖြစ်ကြော်ပါတယ်နော်။14လောက်ထိသူဝင်နေလိမ့်မယ်။အဲ့တော့14လောက်ထိမဝင်နေဘူးဆိုရင်ဘယ်ပိုင်းမှာပြဿနာရှိနေတာလဲ။ alternator မှာပြစ်ချက်ရှိနေရလား။ပံကာကျိုးချော်နေရလား။ဖြူတွေပြက်နေရလား။ alternator ရဲ့ဒိုင်ယိုတွေပေါက်နေရလား။ IGD မကောင်းဘူးလား။ကာဗွန်နီတူနေသလားဗောဗျာ။အစားရှိတဲ့ဖြင့်ဒါတွေကိုကျွန်တော်တို့ကစစ်ရမယ်။အဲ့တော့ကျွန်တော်တို့လည်းကိုစစ်လို့ရတာကတော့မီတာနဲ့ထောက်ပြီးတော့ သူ့ရဲ့အားအဝင်ကိုစစ်မယ်အားဝင်ပုံမှန်ဖြစ်နေတယ်အားဝင်ကပုံမှန်ဖြစ်နေတဲ့တဲ့မှာဘက်ထရီဝစ်သွားတယ်ဆိုရင်ဖြစ်နိုင်တဲ့အချက်ကျွန်တော်နှစ်ချက်စဉ်းစားမယ်တစ်ချက်ကကြတော့ဘက်ထရီမကောင်းတာလားဘက်ထရီကလည်းပြသနာတစ်ခုကျသွားတယ်ဆိုရင်ဘက်ထရီဝစ်တဲ့ပြဿနာမျိုးဖြစ်တယ်နောက်တချို့ဘက်ထရီဆိုရင်တစ်နှစ်ပဲခံတယ်တစ်နှစ်ပြည့်ပြီဆိုတာနဲ့ဘက်ထရီကအားလုံးကဝစ်သွားတာမျိုးတွေဒီ ဒက်စတာတွေနဲ့စီရင်တော့မှတစ်ခါရလို့ရှိရင်အဖြေတိတ်ပြီးတော့မတွေ့ရတာမျိုးတွေရှိပါတယ်เนาะဒါကြောင့်ကျွန်တော်အနေနဲ့ဘက်ထရီကိုဒီအသေးချပြစ်ချက်ရှာရမယ်ဘက်ထရီတွေကတစ်နှစ်ခွဲလောက်ဆိုလို့ရှိရင်တချို့ကားလေးဆိုရင်လဲရတယ်တချို့ကားလေးကတော့ညင်ကောင်းတယ်ဗျ9နှစ်လောက်ထိဘာမှမဖြစ်တာမျိုးတွေရှိတယ်အော်တာနီတာရဲ့အားသွင်းစနစ်ကလည်းကောင်းတယ်ဘက်ထရီဟိုးကလည်းကောင်းတယ်ဗောဗျာဥပမာပြောမယ်ဆိုရင်ကျွန်တော် GF2 ပါလို့ဆိုလို့ရှိရင်ဘက်ထရီကတော်တော်လေးအဲဒီဟိုတော်တော်လေးအသုံးခံနေတဲ့မှာပါဝင်ပါတယ်เนาะအဲ့လိုပုံစံမျိုးဆိုတော့ ဟိုတခြားအမျိုးအစားကောင်းတဲ့ဘက်ထရီလည်းအများကြီးပဲရှိပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဘက်ထရီမကောင်းဘူးလားကောင်းလားဒါဆက်ရမယ်နောက်ဘက်ထရီရဲ့တာမနယ်ဒီမှာငုတ်ဒီမှာ စားပေါက်နေတာလူဖြစ်နေတာခြောင်နေတာလည်းဒါကပြဿနာရှိတယ်အားဒီကုန်တဲ့ပြဿနာမျိုးဒါကကျွန်တော်ပြောခဲ့တဲ့ဘက်ထရီမကောင်းဆိုတဲ့အချက်တစ်ချက် နောက်ထပ်ဒုတိယချက်ကကြတော့ short အော်တနေရာကြာနေတာပေါ့နော် short ကြာနေတဲ့ပြဿနာဥမာ တကားဟို short ကြာတာတခုပေါ့ဗျာဟိုဒါမှမဟုတ်ဒီကားမပိတ်ခဲမီလို့ဒီကားကလောမကြခဲမီလို့ဒီကားကနည်းနည်းလေးဟာနေလို့နောက်ဖုံးအသေးချာမကြလို့အစားချစ်သည်ဖြစ်ပေါ့အကြောင်းပြချက်တွေအများကြီးပဲရှိနေမယ်ဒါမှမဟုတ်တနေရာမှာ short ကြာနေတာပေါ့နော်ဒါကြောင့်ပဲဖြစ်သလားဆိုတော့ကိုအဖြေရှာကြည့်ဖို့လိုအပ်ပါတယ်နော်ဒါကတော့ကျွန်တော်အနေနဲ့နံပါတ်၈စစ်စီးရမယ့်အပိုင်းပါနောက်ချက်နံပါတ်9 နံပါတ်6အနေနဲ့တကယ်လို့ကျွန်တော်တို့ကဒီဘက်ထရီအိုးပေါ့အားကမနေဘူးဘက်ထရီအိုးကမကောင်းဆိုတာကိုသိပြီဒါဆိုရင်ကျွန်တော်ကဘက်ထရီအိုးလဲမကိုရမယ်အဲ့တော့ဘက်ထရီမလဲဘဲနဲ့ဒီတိုင်းပေသုံးရင်ဘာဖြစ်မလဲအော်တာနေတာဒိုင်နမိုမြန်မြန်ဆန်ဆန်ပြက်စီးစီမယ်ကာဗွန်လေးမြန်မြန်တိုးမယ်နောက်ဆက်တွဲဒိုင်နမို IC လောင်တဲ့ပြဿနာမျိုးတွေဖြစ်မယ်နောက်တစ်ချက်ဒိုင်အိုးတွေပြတ်တဲ့ပြဿနာမျိုးတွေဖြစ်မယ် ECU ကလစ်တဲ့အဆင့်ကြီးဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့သူကဘက်ထရီအိုးကအားမငြိမ်ဘူး မငြိမ်တဲ့အခါမှာအော်တာနီတာထွက်လာတဲ့အားကိုဘက်ထရီကအားဟိုတူလောင်ပြီးတော့ငြိမ်နေအောင်လုပ်ထားမယ်ဆိုတော့အနေထားမှာဘက်ထရီကအားမငြိမ်ဘူးဆိုရင် ECU တွေကိုပြက်စီးနေနိုင်ပါတယ်เนาะဒါကြောင့်ကျွန်တော်အနေနဲ့နံပါတ်9အနေနဲ့ကဒီအားနှဲနေပါတယ်ဆိုတော့ဘက်ထရီအားပြန်ဒီ twin ပြီးတော့မှသုံးလို့မရတော့ဆိုတော့ဘက်ထရီဆိုရင်တော့လဲပြင်မှာပဲရမယ်မလဲရင်နောက်ဆက်တွဲပြဿနာရှိပါတယ်เนาะနံပါတ်10နံပါတ်10ကကြတော့ကျွန်တော် hybrid car တွေ ဲ့တော့ကျွန်တော်တို့ hybrid ကားတွေကို gesture လုပ်တဲ့အခါမှာကျွန်တော်ခုနကတော့ရှင်းပြခဲ့သလိုပဲတေချာယူဆိုင်ပြီးပါဘက်ထရီကိုတိုင်ရဲ့ထောက်တာမဟုတ်ဘူးအင်ဂျင်ကန်ထဲမှာပဲဘက်ထရီထောက်ကားမဲ့နေရာတွေရှိတယ်အဲ့တော့ကားထုတ်ထုတ်တဲ့သူတွေရဲ့ manufacturer တွေရဲ့ recommend ပေးထားတဲ့နေရာတွေကိုတေချာလေးထောက်ပြီးဖို့လိုအပ်ပါတယ်နောက်တစ်ချက်က hybrid ကားမှာမဟုတ်ဘူးဒီ idling stop ပါတဲ့ကားတွေမှာဆိုရင်လည်းယူဆိုင်ပြီးရမယ် start stop ပါတဲ့ကားတွေမှာဆိုရင်လည်းယူဆိုင်ပြီးရမယ် သူ့ရဲ့သတ်မှတ်ထားတဲ့နေရာမှာပဲဘက်ထရီထောက်ဖို့လိုအပ်တယ်မဟုတ်ရင်နောက်ဆက်တွဲဒုက္ခပေးနိုင်ပါတယ်เนาะဒါကတော့ဘက်ထရီထောက်တဲ့အခါမှာအရေးကြီးတဲ့အချက်တွေပါဒါလေးကိုကျွန်တော်ဆယ်ချက်တော့ဖြစ်သွားတယ်ဗျာအဲ့တော့အလုံးအကိုအကုန်နှိမ့်ချုပ်ကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့ gen star လုပ်တဲ့အခါမှာသတိထားမယ့်အချက်နံပါတ်1အပေါင်းနှုတ်လုံးဝမှားလို့မရဘူးနံပါတ်2 negative terminal ကို ဘက်ထရီအိုးမှာချိတ်တာမဟုတ်ဘဲနဲ့နိုက်ဂရစ်ကိုပေါ့နော်သူကဘက်ထရီရဲ့ဒီဂျန်စတာလုပ်တဲ့အခါမှာဘက်ထရီရဲ့အနှုတ်ခေါင်းမှာချိတ်တာမဟုတ်ဘဲနဲ့ဘော်ဒီဂရောင်းမှာပဲချိတ်ပြီးရမယ်နံပါတ်3လုံနဲ့ပတ်သက်တဲ့အပိုင်းဒီအလျက်စစ်နဲ့ပတ်သက်တဲ့တုံးထားတဲ့ဟာတွေအားလုံးပိတ်ပြီးရမယ်နံပါတ်4ဒီဂျန်စတာကိုပြန်ဖြုတ်တဲ့အခါမှာ အဲကျွန်တော်တို့ ground ကိုစပြီးတော့ဖြုတ်ပြီးရမယ်เนาะဒါကတော့အနှစ်ချုပ်လို့ပြောလို့ရတယ်ဂျန်တဲ့ချက်တွေလည်းအရင်ကြီးလားဆိုတော့ကြီးပါတယ်ဒီအချက်၄ချက်ကတော့ပို့ပြီးတော့အရေးကြီးတယ်ပေါ့ဗျာအဲ့တော့အပေါင်းတို့မှန်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ဘက်ထရီရဲ့အနှုတ်ကိုဓာတ်ရိုက်ချိန်တာမျိုးမဟုတ်ဘဲနဲ့ body ground ကိုချိန်ရမယ်ပြီးလို့ရှိရင်လျှင်စင်းတဲ့ပတ်သက်တဲ့ဟာတွေအလုံးကိုပိတ်ထားပေးရမယ်နောက်ပြန်ပြီးတော့ gentle လို့လို့ပြန်ဖြုတ်တဲ့အခါမှာ body ground ကိုအရင်ဖြုတ်ပေးရမယ် body ground ဆိုတာဟို wire ကြိုးဖြုတ်ခိုင်းတာမဟုတ်ဘူးเนาะ gentle လုပ်တဲ့အဲဒီ ground ကိုချိန်ထားတဲ့ click ကိုအရင်ဖြုတ်ပေးရမယ်လို့ဆိုလိုတာပါเนาะဒါကတော့ကျွန်တော်တို့ battery ထောက်တဲ့အခါမှာ သတိထားရမယ့်အချက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုသူတို့အဖြစ်မျှဝေဆွေးနွေးခဲ့တာပါကားဘက်ထရီထောက်တယ်ဆိုတာကနေ့တူကလုပ်နေရတဲ့လုပ်ငန်းစဉ်တွေထဲမှာတော့ပါဝင်ပါတယ်ဒါပေမဲ့ဘက်ထရီထောက်ရင်းနဲ့ဥမာပေါ့ဗျာဘက်ထရီထောက်တဲ့တချို့ဆိုလို့ရှိရင်ဘက်ထရီအဲဒီထောက်ပေးတဲ့ service တွေရှိတယ်တချို့ workshop တွေဆိုလို့ရှိရင်လည်းဥမာပေါ့ဗျာကားစီးရတော့တနေရာမှာဘက်ထရီဝင့်နေတယ်ဘက်ထရီထောက်ပေးပါဆိုပြီးတော့ကိုကဘက်ထရီသွားထောက်ပေးတယ်တကယ်တမ်းတော့ဘက်ထရီထောက်ပေးတဲ့ service charge ကဘယ်လောက်မှမရဘူးတထောင်တထောင်ပဲရမယ်ဒါပေမဲ့ဘက်ထရီထောက်ရင်းနဲ့ ECU လစ်သွားတယ်တခြား control စနစ်တစ်ခုပြတ်သွားတယ်ဆိုရင်ပြန်ယောရမယ့်ဂိန်းကတော်တော်များတယ်ဒါကြောင့်ကျွန်တော်တို့ကဘက်ထရီထောက်တဲ့အခါမှာစနစ်တကျနဲ့တင်ချာထောက်ပေးဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်အယောစားကြီးတဲ့ထဲမှာပါဝင်ပါတယ်နောက်တစ်ချက်ကဘက်ထရီငုတ်ဒီမှာစားပေါက်နေတယ်ဆိုရင်တင်ချာလေးစစ်စစ်ဒေချာလေးစီကြောတန်းစင်စီခြင်းနဲ့မဟုတ်ရင်နောက်ဆက်တွဲက feedback အနေနဲ့ကိုယ်ကိုပြန်ပြီးတော့ပြဿနာပြန်ရှာလာနိုင်တဲ့ ECU တွေပြည့်စည်တဲ့အဆင့်ကြီးဖြစ်စေနိုင်ပါတယ်เนาะဒါကတော့ ကားဘက်ထရီထောက်တဲ့အခါမှာသတိထားမယ့်အချက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုရားပြည့်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပြီးတဲ့တယောက်ချင်းစီတိုင်းကိုဂျေဇူးအများကြီးတင်ပါတယ်ခင်ဗျာ။